အယ်ဘတ်အိုင်စတိုင်ဟာ1896ခုနှစ်မှာဂျာမနီနိုင်ငံမှာမွေးဖွားခဲ့တဲ့ထူးချွန်တဲ့သိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်။အိုင်စတိုင်ရဲ့ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ E=mc2 ညီမချင်းကြောင့်လူသိများထင်ရှားပါတယ်။1939ခုနှစ်မှာနာဇီဂျာမနီကအနုမြူပုံတိဆောက်လာမှာကိုစိုးရိမ်လာကြောင်းအိုင်စတိုင်ကအမေရိကန်ပြည်ထောင်စုကိုရေးယူဆောင်ရဲတိုက်တွန်းတဲ့စာတစောင်းကိုလက်မှတ်ရေးထို ဖို့စာကမဟန်တန် project ကိုစတင်စေခဲ့ပါတယ်1945ခုနှစ်အရောက်မှာအမေရိကန်ကဟီရိုရှိမားနဲ့နာဂါဆာကီမြို့များပေါ်သို့လူမျိုးပုံများကျဲချခဲ့ပါတယ်အိုင်စတိုင်းကဘုံတိဆောင်ရေးမှာတိုက်ရိုက်ပါဝင်လုံဆောင်ခဲ့ခြင်းမရှိပေမဲ့လည်းသူ့ရဲ့ညီမျှချင်းကဘုံကိုလက်တွေ့ဖျက်မြောက်လာအောင်အထောက်အကူပြုခဲ့ပါတယ်အိုင်စတိုင်းကနောက်ပိုင်းမှာသူသာကြိုတိခင်အဲ့ဒီစာကိုဘယ်တော့မှလက်မှတ်ထိုးခဲ့မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ် ဒါကြောင့်1955ခုနှစ်ကွယ်လွန်ချိန်ထိငင်းငင်းရေးအတွက်စီယုံလုံဆောင်သူတို့ဖြစ်လာခဲ့ပါတယ်။အိုင်းစတိုင်ရဲ့ကြော်ကြားတဲ့ညီမြချင်း E equal to mc squared ဒီ direct to ပမာဏအနည်းငယ်ကနေကြီးမားလာတဲ့စွမ်းရည်ဖြစ်လို့ဘယ်လိုပြောင်းလဲသွားနိုင်ကြောင်းကိုရှင်းပြထားပါတယ်။ဒီချက်ကဒုတိယကမ္ဘာစစ်မှာပထမဆုံးအသုံးပြုခဲ့တဲ့အနုမြူပုံများအတွက်အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့နိုင်ငံ၉နိုင်ငံကနျူကလ িয়ার လက်နက်များကိုပြည်ဝင်ပိုင်ဆိုင်ထားပါတယ်။ဘရီဂန်ပြည်တော်သူ ရုရှားတရုတ်ပြင်သစ်ဗြိတိန်အိန္ဒိယပါကစ္စတန်အစ္စရေးမြောက်ကိုရီးယားတို့ဖြစ်ပြပါတယ်ဒီနိုင်ငံတွေကစက္ကန့်ပိုင်းတွင်အရာအားလုံးကိုဖျက်ဆီးပြစ်နိုင်စွမ်းရှိတဲ့ E-2 MC2 ရဲ့စွမ်းအားကိုပိုင်ဆိုင်ထားကြပါတယ်